ကဲအားလုံးမင်္ဂလာပါဒိုင်းနေတဲ့မယ် YouTube channel နေပြီးတော့အားလုံးကြိုဆိုပါတယ်ကျွန်တော်တို့စောင့်မျှော်နေတဲ့ Europa League Final ပွဲကတော့ကျွန်တော်တို့ဒီညကျွန်တော်ကစားမှာဖြစ်ပါတယ်ကျွန်တော်တို့ Bilbao ရဲ့ Samames Queen မှာကျွန်တော်တို့ဒီ Spa နဲ့ Manchester United တို့ ရှင်ပြန်ကစားကြပါမယ်ဆိုတော့ဒီ플ရဲ့ကျွန်တော် intention ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိကျွန်တော်ဒီ Premier League မှာအဆိုးရွားဆုံးအသင်းကြီးစည်င်းဝင်အဆိုးရွားဆုံးအသင်းနှစ်သင်းရဲ့တမိုင်းတစ်လျှောက်ကျွန်တော်အဆိုးရွားဆုံးအခြေအနေကိုကျွန်တော်ပြောင်းပြန်လှန်ပစ်မယ်ကျွန်တော်တို့ပွဲလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီ플ကကျွန်တော်တို့ဒီနှစ်သင်းရဲ့အခြေအနေကိုလုံးဝကျွန်တော်တို့အဲဒီဘောနောပြောင်းပြန်လှန်ပစ်နိုင်နိုင်မယ်အခြေအနေမျိုးတစ်ခုကျွန်တော်ရှိနေတယ်ဆိုတော့ အဲ United နဲ့ကျွန်တော်တို့ဒီဘောနဖလားနေဆိုတာကတိတ်ပြီးတော့ကျွန်တော်တို့စိတ်နဲ့အရာတော့မဟုတ်ပြီမယ်စပါအတွက်ဆိုလို့ရှိရင်တော့တို့တို့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်မေဂျာဖလားကတကယ်ကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဟို United နဲ့ပို့ပြီးတော့ကျွန်တော်တို့ဒီ hunger ပို့ဖြစ်တဲ့အခြေအနေမျိုးမှာရှိတယ်ဘာဖြစ်လို့ဆိုတော့တို့ကကျွန်တော်တို့ဒီဘောနဖလားဆိုလို့ရှိရင်တို့ ဘာမှကျွန်တော်တို့ဖလားအောင်မြင်မှုနာမည်ရရကျွန်တော်မရှိတဲ့အနေအထားတစ်ခုကျွန်တော်တို့ဖြစ်တယ်စပါဆိုတော့ဒီလိုကြောင့်မလို့ဒီလိုကျွန်တော်တို့ဒီဒီလို final မျိုးကိုကျွန်တော်တို့ရောက်နေတဲ့အနေအထားမှာကိုအသင်းကအခုလက်ရှိကျွန်တော်တို့ဒီ United လို့အသင်းနဲ့လည်းတွေ့တယ်တွေ့ရတဲ့အနေအထားမှာ United ကလည်းဒီယာဒီမှာကျွန်တော်တို့သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေကိုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ Manchester United ကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာစပါအနေနဲ့ဒါလုံးဝကျွန်တော်ဒီထက်ကောင်းတဲ့အခွင့်အရေးရတော့လုံးဝကျွန်တော် ရှိဖို့နောက်နာမည်ကျွန်တော်နှစ်တီမှာလုံးဝကျွန်တော် ရှိဖို့ပလန်လုံးဝမရှိဘူး တော့ spot dot ကဒါကျွန်တော်တို့လုံးဝကျွန်တော်တကယ် big chance ကြီးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ united အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ခုလက်ရှိကျွန်တော်ဒီတရားဒီလုံးတိုင်းတော့ကျွန်တော်ပြန်ပြည့်ကြည့်မယ်ဆိုလို့ရှိရင် every dan hand ကိုကျွန်တော်တို့ဒီ fa ကကျွန်တော်ရအပြီးမှာ europa league ကျွန်တော်ဝင်ခွင့်ရတယ် every dan ကိုကျွန်တော်တို့ဒီ season နဲ့ကျွန်တော် review တွေလုပ်ပြီးတော့တန်းအကိုကျွန်တော်ရာသီမှာကျွန်တော်ကုန်မှာကျွန်တော်ဆက်ပြီးတော့ထားတယ်ထားပြီးတော့ကျွန်တော်ဒီရာသီဝက်လောက်မှာကျွန်တော်တို့အသင်းကနေကျွန်တော်ထုတ်ပယ်ပြီးတော့ Ruben Amrin လိုမျိုးကျွန်တော်တို့ဒီပေါ့နော် 3-back system နဲ့ကျွန်တော်တို့အသားကြတဲ့နီးပြတစ်ယောက်ကိုကျွန်တော်တို့တမိုင်းတစ်လျှောက်ကျွန်တော်အမြဲတမ်း 4-back နဲ့ 4-back system နဲ့ကျွန်တော်တို့သွားနေတဲ့အသင်းတစ်သင်းမှာ replace တော့လောက်လာတယ်ရာသီဝက်ကြီးမှာပေါ့နော် replace လောက်လာတဲ့နေသားမှာအသင်းကအဲဒီပေါ့နော်ရလက်တွေကလုံးဝမတိမငြိမ်နဲ့တောက်လျှောက်ဆိုသလိုတိုင်နေပတ်ပြီးတော့ ဒီအခုလက်ရှိအချိန်နေဆိုလို့ရှိရင်အဆင့်ကကျွန်တော်တို့လုံးဝကျွန်တော်တို့16မှာကျော်ရှိနေတယ်လုံးဝကျွန်တော်တို့ဒီတမိုင်းတစ်လျှောက်ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့ကျွန်တော်တို့ဒီနှစ်ပေါင်းကျော်90အတွင်းမှာအဆိုးရွားသောအဲဒီအဆင့်စရာရပ်တည်မှုအနေအထားမျိုးကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ဒါကျွန်တော် United ရဲ့လက်ရှိအခြေအနေပေါ့နော်တကယ်လို့ကျွန်တော် United ကသာဒီဖလားကိုကျွန်တော်ရခဲ့မယ်ဆိုလို့ရှိရင်အခုလက်ရှိတရားဒီလုံးကျွန်တော်တို့ဆိုးရွားခဲ့တဲ့ ဒီအခြေအနေမျိုးကိုလုံးဝပြောင်းပြန်နိုင်ပြနေတဲ့အခြေအနေမျိုးကြောင့်ဖြစ်တယ်ဒီရာသီရဲ့ကျွန်တော်တို့ဒီအဲဒီဘောနော်ကျွန်တော်တို့ဒီဘလုံးကကျွန်တော်မျှော်လင့်ခွင့်မရှိတော့တဲ့ချန်ပီယံလိဝင်ခွင့်ဆိုတဲ့အရာကိုလည်းကျွန်တော်ရရှိမှာဖြစ်တယ်လို့ယူရိုပါလိဖလာကျွန်တော်တို့အောင်မြင်မှုလည်းကျွန်တော်ရရှိမှာဖြစ်တယ်ဒါပြင်ကျွန်တော်ရူဘင်အမရီရဲ့ဒီဒီဘောနော်ယူနိုက်တက်ညီပြတက်တန်းမှာ ပထမဦးဆုံးနှစ်မှာပထမဦးဆုံးကျွန်တော်မေဂျာထရိုဖီကိုကျွန်တော်ရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေကျွန်တော်ဖြစ်နေတယ်ဒါပြင်ကျွန်တော်အသင်းရဲ့အနေနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီယူရိုပါလိဖလားဒီ ကျွန်တော်တို့ဒီအသင်းရဲ့ financial အရာကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုကျွန်တော်တောင်းတင်းခိုင်မာသွားနိုင်တဲ့ချိန်မျိုးမှာကျွန်တော်ရှိသလိုဒီကစားသမားတွေကျွန်တော်ခေါ်ယူမှုမှာဆိုလို့ရှိရင်လည်းအများကြီးကျွန်တော်တို့ impact ကျွန်တော်ဖြစ်သွားနိုင်တယ်အဲပြီးခဲ့တဲ့ကျွန်တော်မနေ့ကတင်ပေးခဲ့တဲ့သတင်းမှာဆိုလို့ရှိရင် Geocrest တို့လူကစားသမားတွေ ပြီးလို့ရှိရင်ကျွန်တော်ဒီဟိုဒီရှေ့မှာဆိုလို့ရှိရင်ဒါသတင်းတချို့ကျွန်တော်တို့ကြားထားရရှိတဲ့ Lian Dilap တို့ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကစားသမားတွေကဒီဘယ်လိုပြောရမလဲဒီ Champion League မှာကျွန်တော်ကစားကြင်ကြတယ်ဆိုတော့ Champion League ဝင်ဝင်ရတဲ့အသင်းတွေကိုပဲသူတို့ဦးစားပေးပြီးတော့ကျွန်တော်ပြောင်းကြင်ကြတဲ့အခြေအနေမျိုးမှာကိုရီတာတီဖလားရခဲ့မယ်ဆိုလို့ရှိရင် Champion League ဝင်ဝင်လည်းရမယ်တော့ဖလားအောင်မြင်ဖို့လည်းရမှာဖြစ်တယ်လို့ကစားသမားအပြောင်းရွှေ့နေမှာဆိုလို့ရှိရင်လည်းအတိုင်းအတာတစ်ခုဒီကျွန်တော်တို့ဒီအသင်းကကျွန်တော်တို့ဆွဲဆောင်နိုင်မယ့်အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ် ဆိုတော့ကျွန်တော်တို့ဒီဖလားကိုကျွန်တော်ဘယ်အတင်းကျွန်တော်ရသွားမလဲဆိုတော့ကိုယ်အတင်းကျွန်တော်ရနိုင်မလားပေါ့နော်ဒီရလေးရောဒီဖလားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြီးလို့ဟိုဒီရှေ့မှာသလို့ရှိရင်ကျွန်တော်တို့ဒီ FK ကျွန်တော်ရတယ် evidence လက်ထက်မှာပေါ့နော်ဒါကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်လည်းတော်တော်ကိုကျွန်တော်ဆိုးွားတဲ့ရာသီတစ်ခုကျွန်တော်ဖြစ်တန်းခဲ့ရတယ်ဒါပေမဲ့ နောက်ဆုံးမှာမန်ချက်စတာစီးတီးကိုနိုင်ပြီးတော့ကျွန်တော်တို့ FA ကကျွန်တော်ရတယ်အဲ့ဒီရဲ့ရှေ့နေမှာကျွန်တော်တို့ကာလဘောင်ကကျွန်တော်ရတယ်တောက်လျှောက်တော့ကျွန်တော်တို့ဖလားရီတော့ကျွန်တော်ရတော့ရနေတယ်အခုလက်ရှိကျွန်တော်ဒါကယူရိုပါလိကျွန်တော်ဖိုင်နယ်ကိုကျွန်တော်ရောက်လာကျွန်တော်အမြင်နဲ့ပြောခဲ့ကြတယ်အဲဒီရှေ့မှာကျွန်တော်တို့ဒီကာလဘောင်ကယူပြီးသွားပြီ FA ယူပြီးသွားပြီဒီနေ့ကတော့ယူရိုပါလိကွာဆိုပြီးတော့ကျွန်တော်တို့ပရိသတ်တွေအားလုံးမျှော်လင့်ခဲ့ကြတဲ့အတိုင်းအခုလက်ရှိဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖိုင်နယ်ကိုကျွန်တော်ရောက်လာပြီဖြစ်ပါတယ်ဆိုတော့ အခြေအနေတွေကျွန်တော်ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ကျွန်တော်ပွဲတဲ့ချက်မှဆက်ပြီးတော့ကျွန်တော်ကြည့်ရမှာပေါ့နော်အခုဒီဗီဒီယိုမှာတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲဒီပေါ့နော်ပွဲကြုံတဲ့ချက်ကျွန်တော်လုပ်မယ်ပြီးရှင် Asian Handicap Bosco ရဲ့ Bosco Prediction မှာကျွန်တော်ပေါင်းပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့ပထမအဦးဆုံးကျွန်တော်စပါးကိုကျွန်တော်စပြီးတော့ပြောပါမယ်ဆိုတော့စပါးဘက်မှာကျွန်တော်ဒီဘာလို့ injury ရနေတဲ့ကျွန်တော်ကစားသမားတွေကျွန်တော်ရှိတယ်ဆိုတော့အဲဒီ ဒီ dragusin တော့မပါဘူး kuluseski ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ကမှသူဒီဗာလဲခွဲစိတ်မှုကျွန်တော်လောက်တာဆိုတော့မပါဘူး jane medicine လို့ကစားသမားမျိုးကြီးကျွန်တော်မပါဘူး bad value scarlet တို့ဒီကစားသမားတွေကျွန်တော်လုံးဝပါဖို့မရှိတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့ဒီတချို့ကျွန်တော်ဒီဗာနော် အဲဒီချုပ်ကစားသမားတွေဒီတကယ်အဓိကကစားသမားပပီစားလို့ကစားသမားတွေတကယ်တောက်ဖူးဖြစ်နေတဲ့အခြေအနေမျိုးတွေကျွန်တော်ရှိနေတယ်ဆိုတော့ဒီတော့ကျွန်တော်မလို့အခြေအနေကတော့ကျွန်တော်ဒီစပါပတ်မှာတော့ဒီဒန်ရလူစင်းလေးကျွန်တော်နည်းနည်းများရထဲမှာပါတယ်ယူနိုက်တက်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တဲ့ဒန်ရလူစင်းကကျွန်တော်အခုလက်ရှိအနေထားမှာဆိုလို့ရှင်တော့ကျွန်တော်တောက်ဖူးကစားသမားလေးတွေကျွန်တော်များတယ်ဒီ season out ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Martinez တို့ဘာတို့ကကျွန်တော်တို့ဒီလုံးဝကျွန်တော် season out အခြေအနေမျိုးဖြစ်သွားပြီ။ဒါပြင်ကျွန်တော်တို့ဒီ ဒီနေ့ပွဲအတွက်ကျွန်တော်တို့ဒီ training session မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ60တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Dalot တို့ပြီးလို့ရှိရင် Euro တို့ဒီကစားသမားတွေကျွန်တော် training မှာကျွန်တော်ပြန်တွေ့ရတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီပွဲမှာကျွန်တော်တို့အဲဒီဘာနော် minute တချို့များကျွန်တော်တို့ရမလားဘာနော်ဒါမှမဟုတ်ကျွန်တော်ပွဲထွက်လူချင်းများရမလားဘာကျွန်တော်ကတော့ Euro ကဒီဘာနော်ကြည့်ရတာတော်တော်ကိုကျွန်တော် fresh ဖြစ်တယ်လို့ထင်တယ်ဆိုတော့ဒီ Euro ကဒီနေ့ပွဲမှာကျွန်တော်ပွဲထွက်လူချင်းတော့ပါလာလောက်တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ ်ဒီဖြစ်ကျွန်တော်ဒီစပါးနဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်စပါးကအခုလက်ရှိတို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ရန်လက်ကိုဦးစားပေးပြီးတော့ကျွန်တော်တို့ကစားနေတဲ့အခြေအနေမျိုးကျွန်တော်တို့ဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ quarter အဲဒီဘာနာစီမီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Proto Clean ကိုနှစ်ကြော်လုံးကျွန်တော်တို့5-1ဆိုတဲ့ result နဲ့ကျွန်တော်အနိုင်ရပြီးတက်လာတယ်။အဲ့မတိုင်ခင်ကျွန်တော်ဒီ quarter မှာဆိုလို့ရှိရင်လည်း Frankfurt ကိုကျွန်တော်တို့ဒီအိမ်ဝင်းမှာတည်းအဝေးဝင်းမှာ1-0ဆိုတဲ့ result နဲ့သူတို့တက်လာခဲ့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ဒီနောက်ပိုင်းမှာဒီ Spa ကကျွန်တော်တို့ဒီဘာနာအမြဲတမ်းကျွန်တော်တို့ဒီတိုက်စစ်တိုက်စစ်တိုက်စစ်ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘင်းနဲ့ result ကိုလည်းနည်းနည်းဦးစားပေးလာတဲ့အခြေအနေမျိုးလို့ကျွန်တော်တို့အကြံပေးကျွန်တော်ယူဆလို့ရတယ်။ဆိုတော့ဒီရာဒီကျွန်တော်တို့ဒီဘာနာအခုကကျွန်တော်ဂျာကွင်းဆိုတော့ဒီအဝေးဝင်းစမ်းဆောင်ရေကိုကျွန်တော်တို့ကြည့်ရမှာပေါ့နော်။ဆိုတော့ဒီရာ သည်ကျွန်တော်တို့ဒီအာဒီ spy ရေကျွန်တော်အဝေးဝင်ဆန်းဆောင်ရေဆိုလို့ရှိရင်သူတို့ဒီဘာနော် Premier League မှာ16ပွဲထိကျွန်တော်ကစားထားတဲ့အဝေးဝင်ဒီ9ပွဲနိုင်တယ်2ပွဲတည်နေတဲ့ကျွန်တော်ဒီ12ပွဲထိကျွန်တော်ရှုံးထားတဲ့အခြေအနေမျိုးဖြစ်တယ်။စပါးကကျွန်တော်တို့ဒီဘာနော်ဟိုရှုံးပွဲကကျွန်တော်တို့ဒီ total 21ပွဲဒီကျွန်တော်ရှိရနေထားမှာဆိုလို့ရှိရင်22ပွဲကဝေးဝေးကလာတဲ့ချင်းမျိုးဆိုတော့အဝေးဝေးဆိုရင်ပူရှုံးနေဆိုတဲ့သဘောပေါ့နော်ဒီလိုချင်းမျိုးတော့ကျွန်တော်ရှိနေတယ်ဆိုတော့အဲဒီကိုသွင်းအားဘာညာတိတ်ပြောကြရမလို့သွင်းကို29ခုရှိတယ်ပေးကိုကျွန်တော်ကို30ရှိတယ်ဆိုတော့ ကိုသွင်းအားကတော့ကျွန်တော်ဟိုကိုရီတင်းထက်ကျွန်တော်အများကြီးတားတဲ့ခြေနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့ဒီတော့ကြောင့်မလို့စပါကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီတိုက်စစ်ကတော့အခွင့်အရေးသာရမယ်ဆိုလို့ရှိရင်တကယ်ကိုကျွန်တော်ဒီ clinical finishing တွေလုပ်တာနဲ့စုံအောင်မယ်လို့လို့ကျွန်တော်ကစားသမားတွေရှိတယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့အများကြီးကျွန်တော်ဒီ United အနေနဲ့ကြီးစားရမယ်အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ်ဆိုတော့ကျွန်တော်ဒီ United အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ United ကအခုလက်ရှိကျွန်တော်ဒီ Doubtful player တွေတော့ကျွန်တော်တို့ရှိနေတယ်ဒါလို့တော့ကျွန်တော်တို့ဒီ training session တွေမှာကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ60တို့ကျွန်တော် training session တွေမှာတွေ့ရတယ် Euro တို့ training session မှာ ကျွန်တော်တွေ့ရတယ်ဆိုတော့ပွဲထွက်လူချင်းမှာပါလာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်တယ်ဆိုတော့ United ကကျွန်တော်တို့ဒီအခုလက်ရှိအချိန်ထိ Europa League မှာလုံးဝကျွန်တော်ရှုံးပွဲမရှိသေးပါဘူးဆိုတော့ဒီပွဲမှာလည်းကျွန်တော်တို့ဒီဘာနော်လုံးဝကျွန်တော်တို့ဒီမိနစ်90ရဲ့အတွင်းကျွန်တော်တို့ဖြစ်ဖို့နည်းနည်းလေးကျွန်တော်တို့ခတ်မလားဘာနော်ဒါတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရအောင်မယ်ဒီပွဲကျွန်တော်တို့မိနစ်90ရဲ့အတွင်းတော့ United ကတော့ကျွန်တော်တို့ဟိုရှုံးလိမ့်မယ်လို့တော့ကျွန်တော်တို့မထင်ဘူးစပါးကျွန်တော်တို့ဒီဘလောက်ပဲကျွန်တော်တို့ဒီဘလောက်ထိသူတို့ဒီဘာနော် ဖလားပေါ်မှာစားလောင်မှု အရှိတလဲဆိုတာကိုသူတို့ဘယ်လောက်ထိကျွန်တော်ပြလာပြလာမလဲဒါတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးတော့တော့ကိုကျွန်တော်စိတ်လှုပ်ရှားနေရပြီအခုလက်ရှိဟိုဘာပြောလို့ပြောရမလဲတော့မသိဘူးပေါ့နော်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအခုလက်ရှိစပါးနဲ့ကျွန်တော်တို့ဒီ head to head ဆုံမှုတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီရာဒီမှာကျွန်တော်တို့စပါးနဲ့တုံးငိန်ကြီးကျွန်တော်တွေ့ပြီးသားပြီအင်ငွေးမှာကျွန်တော်တို့တခါတွေ့တယ် EFL စပိုင်းဝင်မှာကျွန်တော်တို့တခါတွေ့တယ်ပြီးတော့ကျွန်တော်တို့ Premier League စပိုင်းဝင်မှာတခါတွေ့တယ်တုံးငိန်လို့ကျွန်တော်တို့လုံးဝကျွန်တော်နိုင်မထားပါဘူးဆိုတော့တော်တော်တော့ကျွန်တော်တို့ record ကအခြေအနေဆိုးတယ်เนาะ အဲဒီအိမ်ဝင်းမှာကျွန်တော်တို့ဒီစက်တင်ဘာ29ရက်နေ့ကကျွန်တော်တို့ကန်တယ်3စီးနဲ့ကျွန်တော်အိမ်ဝင်းမှာရှုံးနေဆိုတော့ spy အိမ်ဝင်းကျွန်တော်တို့တွားကန်နေနေရာမှာ EFL ကမှာကျွန်တော်တို့တွေ့တယ်ဒါကျွန်တော် Robin Emery ကျွန်တော်ရောက်နေပြီအဲ့ဒီထားမှာတွေ့နေနေရာမှာ43နဲ့ကျွန်တော်တို့ရှုံးနေပြီးတော့ကျွန်တော်တို့ဒီအဲဒီ February 16ရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ spy အိမ်ဝင်းမှာတွားကန်နေ1စီးနဲ့ကျွန်တော်တို့ရှုံးနေဆိုတော့ဒီ၃ချိန်တွေ့တဲ့နေရာမှာ၃ချိန်လုံးကျွန်တော်တို့လုံးဝဒီဘောနော် ဘာမှကျွန်တော်တို့မလုပ်နိုင်အောင်နဲ့အခြေအနေမျိုးဖြစ်တယ်တောက်လျှောက်ဆိုလို့ကျွန်တော်တို့ရှုံးထားတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့၄ချိန်တော့ကျွန်တော်တို့တွေ့ပြီဒီအနေထားမျိုးမှဆိုလို့ရှိရင်ကျွန်တော်တို့စပါးအနေနဲ့ဒါလုံးဝကျွန်တော်တို့ chance ပဲဒါပေမဲ့ကျွန်တော် United အနေနဲ့လုံးဝကျွန်တော်တို့ပေါ့လို့မရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဒီတရားဒီလုံးစပါးနဲ့ကျွန်တော်တွေ့ဆုံနေမှာလုံးဝကျွန်တော်နိုင်ထားခြင်းမရှိသလိုတည်ရအောင်ကျွန်တော်တို့ကြားထားခြင်းမရှိပါဘူးဆိုတော့ကျွန်တော်တို့ United အနေနဲ့လုံးဝကျွန်တော်တို့ပေါ့လို့မရဘူးဒီဖလားဒီအသင်းအတွက်ကျွန်တော်ဘလောက်ထိအရေးကြီးလဲဒီဖလားဒီကျွန်တော်တို့ဒီလာမယ့် transfer မှာကျွန်တော်ဘလောက်ထိအရေးကြီးလဲဒီဒီဖလားဒီကျွန်တော်နောက်ရာသီအတွက် ကျွန်တော်တို့ဒီဘောနောချန်ပီယံလိဝင်ခွင့်အတွက်ဘယ်လောက်ထိရည်ကြီးသလဲအားလုံးကိုကျွန်တော်တို့ယူဆောင်လာမယ်ဖလားတလုံးဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မဒီဖလားကိုတော့ Amore နဲ့ကစားသမားတွေတေးကြပါအောင်ရအောင်ယူပေးကြပါလို့ကျွန်တော်ဒီကနေပြီးတော့သူကြားကြမကြားကြပါနဲ့ရန်နေပြီးတော့ကျွန်တော်တို့ပြောချင်ပါတယ်ဆိုတော့ဘာသာလို့လဲ comment ထဲမှာဝင်ပြီးတော့ဒီဖလားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရင်ခုန်တဲ့အနေကို comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ် final ဘွယ်ဘွယ်လေးဖြစ်နေတဲ့အခါကျတော့ပြောစရာတွေကတော့တော်တော်ကိုများတယ်ဆိုတော့ okay ကျွန်တော်တို့ဒီအဲဒီ portfolio လူစင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်ပါเนาะကုသမားကတော့ကျွန်တော်ဦးနန်းနာကျွန်တော်ပါလာလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီဘာနော်ခံစစ်မှာဆိုလို့ရှိရင်တော့ကျွန်တော် euro ပွဲထွက်လာလောက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ euro မကွိုင်းရနဲ့ mazrawi ကကြာကျွန်တော်တို့ဒီဖြစ်နိုင်ခြေအရှိဆုံး line up တစ်ခုလို့ကျွန်တော်ကတော့ဟိုထင်တယ်ပေါ့နော်ဆိုတော့ lenny lord fu ပါတော့ကတော့အရင်လောက်ပဲကျွန်တော်ဖြစ်လိမ့်မယ်ထင်တယ် win back ဒီမှာဆိုလို့ရှိရင်တော့ patrick dogu အာမတ်နဲ့အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီကွင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Europa League မှာအကောင်းဆုံးဆွမ်းဆောင်ရည်အနေထားတစ်ခုမှာကျွန်တော်တို့ရှိနေတယ်ဒီအသင်းရဲ့ကျွန်တော်တို့ဒီပေါ့နော် Double Pivot ကျွန်တော် Casemiro နဲ့ Ugarte ပေါ့နော်ဒီနှစ်ယောက်ကကျွန်တော်တို့ဖြစ်နိုင်ရည်အမြင့်ဆုံးလို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်တို့ဒီ ဒီပေါ်နာစပိုင်ရဲ့ကျွန်တော်ဒီ highline defense အတွက်ဆိုလို့ရှိရင်ကျွန်တော် transition ကောင်းကောင်းကစားနိုင်တယ် behind the run တွေကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်ခန္ဓာချိုလိုကစားသမားမျိုးကျွန်တော်တို့ဒီပွဲထွက်လူချင်းမှာ amory ကျွန်တော်တုံးလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီ bruno fernandes ကတော့ကျွန်တော်ပြောပြရမလို့ဘူး number 10မှာကျွန်တော်တို့ဒီနှစ်ယောက်ကိုကျွန်တော်မြင်ရလိမ့်မယ်လို့ထင်တယ်တိုက်စင်မူနီယာမှာတော့ကျွန်တော်ဒီ respect ပဲကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပွဲထွက်လူချင်းမှာဆိုတော့ဘာသာတို့ရဲ့ပွဲထွက်လူချင်းကိုလည်း comment ထဲမှာဆွေးနွေးပြသလို့ရပါတယ် ိုတော့ okay ကျွန်တော်တို့ဒီ Asian handicap ကြောင့်ပြောရအောင်အခုလက်ရှိကျွန်တော်တို့ဒီအဲ United ဘက်ကနေပြီးတော့နော် United ဘက်ကနေပြီးတော့ကျွန်တော်တို့ level 50ရှုံးပေးထားတယ်ကိုပေါင်းစီကျွန်တော်နှလုံး100ရှုံးဆိုတော့အဲ့ဒီမှာလေးကကျွန်တော်တော်တော်ကိုအံ့ဩသွားတယ်ဟိုးဘာလို့လဲပေါ့ဒီရမှာဒါကျွန်တော်ဂျားခွင်းမှာဂျားခွင်းမှာနှစ်သိန်းလုံးကျွန်တော်အဝေးဝင်းကန်ရတဲ့သဘောပဲဂျားခွင်းမှာဆိုတော့ဒီနေ့ထားမှာကျွန်တော်အိမ်ခွင်းနေအဝေးခွင်းနေကျွန်တော်ကြည့်လို့မရအောင်စပါးဒီကျွန်တော်တို့ဒီတရားဒီလုံးမှာကျွန်တော်ခုနပြောခဲ့လို့ပဲတရားဒီလုံးမှာ တွေ့ရင်တွေ့တဲ့ပွဲတိုင်းမှာ United ကိုကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးပါဖြစ်ဖြစ်နိုင်ထားပါတယ်ဆိုတော့ရာသီအစကျွန်တော်တို့ထားလိုက်အောင်ဒီပေါ့နော် September လဘာညာကျွန်တော်ထားလိုက်အောင်ဘာလို့ဆိုတော့စပါးလည်းကျွန်တော်လူစုံတက်ဆောင်ကျွန်တော်ရှိနေသေးတယ်သူ United လည်းကျွန်တော်လူစုံတက်ဆောင်ကျွန်တော်ရှိနေသေးတယ် Everton လက်တက်လည်းကျွန်တော်ဖြစ်တယ် Z3 နဲ့ကျွန်တော်ရှုပ်နေအဲ့ပွဲထားလိုက်ကျွန်တော်တို့ဒီ EFL မှာကျွန်တော်တို့တွေ့တယ်ဒါကျွန်တော်တို့ဒီဇင်ဘာ20ပေါ့နော်ဒီဇင်ဘာ20ကျွန်တော်တို့ Emery ရောက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တွေ့တယ်43နဲ့နိုင်ထားတယ်ဟုတ် ောက်တစ်ပွဲကျွန်တော်တို့ဒီ February ကျွန်တော်တို့ဒီပေါ့နော်16ရက်နေ့ဘာမှတိတ်ကြသေးတဲ့အချိန်မျိုးမဟုတ်ဘူးဂျိုင်းမှာကျွန်တော်တို့ဒီတလနှလားလောက်ပဲကျွန်တော်ရှိသေးတဲ့အချိန်မျိုးဖြစ်နေဆိုတော့အဲ့ဒီအချိန်ဒီမှာစမကအင်ဝင်းမှာဝမ်းစီနေကျွန်တော်နိုင်ထားတယ်ဆိုတော့တောက်လျှောက်ကျွန်တော်၃ချိန်တွေ၃ချိန်လုံးနိုင်ထားတဲ့အချိန်မျိုးမှာကြီးကျော်မပေးနိုင်မှာကျွန်တော်တို့ဒီပေါ့နော်ဒေဇီလီတောင်ကျွန်တော်တို့ မပေးနိုင်ဘူးလားပေါ့နော်ကျွန်တော်ကတော့မှန်တယ်ပြောလို့ရှိရင်ဒီပေါ့နော်ကျွန်တော်တို့ပုံမှန်ပေးနေကြအတိုင်းပဲကျွန်တော်တို့ဒီစပါဘက်ကနေပြီးတော့ level ကျွန်တော်တို့20 30ဒါမျိုးလေးကိုကျွန်တော်ထုတ်ပေးသေးတယ်โอเคကျွန်တော်ဒူနာများတယ်ဘာညာဒေဇီလောက်တော့ကျွန်တော်တို့ပေးတဲ့အချိန်မျိုးဖြစ်ပါတယ်ဒါပေမဲ့ United ဘက်ကနေပြီးတော့ level 50ရှုံးတိကျွန်တော်ပေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ United ကဒီပွဲကကျွန်တော်လုံးဝတည်အနေဆုံးလို့ကျွန်တော်တို့အကြံပြင်းယူဆထားလို့ကျွန်တော်ရပါတယ် ဒါပြင်ကျွန်တော်ကိုမောင်စီပါကိုမောင်စီကကျွန်တော်နှလုံးတရာရှုံးပါဆိုတော့ဒီဟာဒီကျွန်တော်စပါးနဲ့မန်ချက်စတာယူနိုက်တက်ကျွန်တော်တွေ့ဆုံမှုဒီမှာဆိုလို့ရှိရင်ဖွင့်လင်းတဲ့ကျွန်တော်ကိုမောင်စီတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဒီဒီကပ်ဖိုင်နယ်ကပ်ဖိုင်နယ်တဲ့ဒီပေါ့နော်ကျွန်တော် EFL ကပ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ၃လုံးကို80ရှုံးဒီတော့ပြီးခဲ့တယ်ဒီပေါ့နော်ကျွန်တော်ဒီ February 16ရက်နေ့မှာကန်တယ်စပိုင်းကိုမှာကန်တယ်ပွဲဆိုလို့ရှိရင်၃လုံးကိုကျွန်တော်40ရှုံးဒီကျွန်တော်ပြီးခဲ့တယ်အကုန်လုံးကကျွန်တော်တို့ဒီ3 minus J တွေကြီးပဲဆိုတော့ဒီပွဲကြမှာဘယ်လိုဖြစ်လို့ကျွန်တော်တို့ဒီ နှစ်ရှုံးကျွန်တော်ဖြစ်နေရတယ်ပေါ့နော်ဒီနှစ်ရှုံးဆိုတဲ့ကြီးကနှလုံးနှလုံးတရားရှုံးဝင်ဖို့ပဲကျွန်တော်ရှိတယ်ဆိုတော့ကြီးကကျွန်တော်အပြောင်းလဲဖြစ်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်3လုံး90ရဲ့ကျွန်တော်အထက်မှာပဲကျွန်တော်ရှိတယ်3လုံး90ရဲ့ကျွန်တော်အောက်ကိုဒီပေါ့နော်ကျွန်တော်ကြာလာတဲ့အကြောင်းမရှိရဲ့အချိန်တွေမှာကျွန်တော်ဖြစ်တယ်ဆိုတော့ဒီတဲ့အကြောင်းမလို့ဒီကိုပေါင်းစည်းကကျွန်တော်ဒီနှစ်သိန်းတွေးဆောင်မှုအနေထားမှာတော်တော်ကိုကျွန်တော်ပြောတဲ့အချိန်တွေမျိုးပါဆိုတော့ဘာကြောင့်ပြောသလဲကျွန်တော်လိုက်ပြီးရှာကြည့်တဲ့အခါမှာဒီကိုပေါင်းစည်းပြောတဲ့အကြောင်းရင်းဒီစပါးအကြောင်းကိုကျွန်တော်တို့ ပြောလို့ရပါတယ်စပားဒီကျွန်တော်နောက်ဆုံး9ဝဲမှာ4ဝဲဒီကျွန်တော်ကိုအောက်ထားတာဖြစ်ပါတယ်ဆိုတော့ဒီလိုကြောင့်မလို့ဒီကိုပေါင်းသေးပြောရတဲ့အကြောင်းရင်းဒီစပားကြောင့်ကျွန်တော်ပြောရလို့ကျွန်တော်ပြောလို့ရတယ်စပားဒီကျွန်တော်ကျွန်တော်ပြောတဲ့အချိန်မှာ reset ကိုကျွန်တော်ဥတီပြီးတော့ကစားနေတယ်သူတို့ကျွန်တော်တိုက်စစ်ကိုအလွန်ကြုံကြီးနေကျွန်တော်မလုပ်တော့ဘဲနဲ့ဒီဘောနော်ခံစစ်ကိုကျွန်တော်ဒီဘောနော်သူတို့ရဲ့ယူရင်းနေတဲ့ခံစစ်ကိုကျွန်တော်ဒီဘောနော် အဲတော်တော်လေးကျွန်တော်အလုတ်ဖြစ်အောင်ကစားထားနိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတက်ချောင်းမလို့ဒီတိုက်စစ်ကလည်းကိုသွင်းလာတာမှန်တယ်ဒါပေမဲ့ကျွန်တော်ခံစစ်လည်းနည်းနည်းလေးကျွန်တော်ပို့ပြီးတော့ဒီ positive glue နေနဲ့ပို့ပြီးတော့ view site ထားတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်ဆိုတော့ result ကိုဥတည်ထားတဲ့ခံစစ်လည်းကျွန်တော်တို့ပြင်ဆင်ပြီးတော့ကျွန်တော်ဆော့နေရဖြစ်တဲ့တက်ချောင်းမလို့တောက်လျှောက်ကျွန်တော်တို့9ောက်ပွဲလေးတွေကျွန်တော်တော်တော်လေးများလာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီကိုပေါင်းစီပြောရတဲ့အကြောင်းရင်းဒီကျွန်တော်တို့စပားအကြောင်းကိုကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာကျွန်တော်ရွေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဲဒီဘောနော် ြေးကျော်ပေးရတဲ့ Manchester United အနိုင်ဆုံးတီလောက်တော့အဲကျွန်တော်တို့ရနိုင်တယ်လို့ထင်တယ်ဆိုတော့ Manchester United ဆိုလို့ရှိရင်တော့မိနစ်90အတွင်းမှာကျွန်တော်တို့ဒီအဲတကယ်လို့တီးကြားခဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့90လောက်တော့ကျွန်တော်တို့ရှုံးမဲ့ခြင်းမျိုးမှာရှိတယ်ဆိုတော့အဲကိုပေါင်းဆိုလို့ရှိရင်တော့ဒီပွဲကိုကျွန်တော်ကအောက်ကျိုက်ပါတယ် body မှာဆိုလို့ရှိရင်တော့ United ကျွန်တော်ကျိုက်ပါတယ်မိနစ်90အတွင်း United ကျွန်တော်မရှုံးနိုင်ဘူးလို့ကျွန်တော်လုံးဝအဲထင်ပါတယ်ဗောနော်ဆိုတော့ဟုစကိုကတော့ဒီပွဲကို1-0နဲ့ Manchester United ကနိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဟုစကိုကတော့ပြည့်ပြည့်စုံစုံပဲဆိုတော့ ဘလို့ချင်းနေဖြစ်ပေါ်လာမယ်ထင်ကြတယ် final ဘွဲဆိုတော့အကုန်လုံးကကျွန်တော်ထိန်းကန်ကြမှာတေးကြတယ်အမှားတော့ခံမှာမဟုတ်ဘူးဒီ EFL ဘွဲလိုမျိုးကျွန်တော်ဂိုးတွေတတိတန်းညင်းရဖို့အဲမရှိဘူးမရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဂိုးအောက်လေးလည်းတော်တော်လေးကြိုက်တယ်ဆိုတော့ United ဒီဘွဲမှာမိနစ်90အတွင်းရတော့မရှုံးနိုင်တော့ဘူးလို့လည်းကျွန်တော်ထင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့ညကစားမယ်ကျွန်တော်ဒီ United နဲ့ကျွန်တော်စပါတို့ရဲ့ final ပွဲစဉ်ပါ Europa League final ပွဲစဉ်တို့ကပွဲကြိုတန်းကြဖြစ်ပါတယ်ပွဲကြိုရင်ခုန်တန်းဖြစ်ပါတယ်ဆိုတော့ brother တို့ရဲ့ဒီဘောနောထင်မြင်ချက်တွေရင်ခုန်တန်းတွေကို comment တွေမှာဝင်ရောက်ဆွေးနွေးပေးသလိုရတယ်ကျွန်တော်လည်းမြန်ဖတ်ပါတယ်ဆိုတော့ကျွန်တော်တို့ final ပွဲကြည့်ပြီးတော့ပွဲပြီးသုံးသပ်ချက်ချက်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ channel ကို subscribe လုပ်သေးဆိုရှင် subscribe လုပ်ပေးချင်ဘူးအားလုံးတောင်းဆိုပါတယ်နောက်ပြီးကြုံလေးပါမယ်အားလုံးကျေးဇူးပါ